ိမကိုချစ်လွန်းလို့ဒီမျိုးသားကကိုဝင်ဆောင်ပြီးကလေးတယောက်မွေးပေးခဲ့တယ်။မွေးခဲ့တဲ့မှာကလေးမွေးတွေရောက်ကြတဲ့ရောက်ကိုပြည်သူတွေခုလိုပဲထူးထူးဆန်းဆန်းမြင်တွေ့ရမှာပါ။ဒီမျိုးသားကတကယ်ကြီးကိုကိုဝင်ဆောင်ပြီးတော့ကလေးမွေးနေတာဖြစ်ပါတယ်။အเจ้าကဒီမျိုးသားရဲ့မိမကအသက်ကြီးနေလို့ကလေးယူလို့မရတော့လို့ပါ။နှစ်ယောက်လုံးကလည်းသားသမီးရတနာကိုတော်တော်လေးကိုလိုချင်နေကြတာဖြစ်ပါတယ်။ဒါကြောင့်မိမကိုချစ်မြတ်နေတဲ့ဒီမျိုးသားကသူကပဲကိုဝင်ဆောင်ပြီးတော့အခုလိုမျိုးကလေးတယောက်ကိုမွေးပေးခဲ့လိုက်ပါတယ်။ ကလေးမမွေးခင်ကိုဝင်အရင်မကြီးနေတော့ကသူတို့လင်မယားစေကန်းသွားပြီဆိုဆရာဝန်တူနာပြူတွေကအမဲလိုလိုတွေ့ဝေးသွားတတ်ပါတယ်။ဘိုက်ပူနေတဲ့ယောက်ျားကကိုဝင်ဆောင်တယ်လားဒါမှမဟုတ်ဘေးကမိမကကိုဝင်ရနေရလားဆိုတာကိုတူနာပြူတွေအနေနဲ့မဆုံးဖြတ်တတ်လို့ပဲဖြစ်ပါတယ်။ဒီရင်မောစရာဖြစ်ပျက်ကကိုဝင်ဆောင်နေတဲ့အတော်တွင်သူတို့လင်မယားအဖို့မကြခဏကြုံရတတ်တဲ့အဖြစ်ပျက်တစ်ခုဖြစ်ခဲ့ပါတယ်။အခုချိန်မှာကလေးတယောက်ရနေပြီဖြစ်တဲ့သူတို့လင်မယားကမကြခင်မှာနောက်ထပ်ကလေးတယောက်ထပ်ယူဖို့စူးစမ်းကြအောင်ပါပါ။ကလေးထပ်ယူပြီးဆိုရင်လည်းကိုဝင်ဆောင်မဲ့လူကဒီအမျိုးသားပဲဖြစ်ပါတယ်။ ဒီတော့ယောက်ျားတယောက်ကဘလို့ဖြစ်ပြီးကိုဝင်ဆောင်ကလေးမွေးနိုင်တာလဲ။ဒီလင်မယားရဲ့အိမ်တော်ရေးမှာဘလို့ထူးခြားစန့်ကျင်မှုတွေရှိနေုံမလဲ။ဒီအကြောင်းတွေကိုဘတ်စ်မီဒီယာကနေတင်ဆက်ပေးသွားမှာမို့ပရိသတ်တွေဗီဒီယိုလေးကိုအဆုံးသတ်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်။ဒီဗီဒီယိုလေးကိုဆက်လက်ကြည့်ရှုခင်မှာ channel လေးကို like and follow လုပ်ပြီးတော့အားပေးသွားဖို့လည်းပြောချင်ပါတယ်။အခုမြင်တွေ့နေရတဲ့ဇနီးမောင်နှံရဲ့အဖြစ်အပျက်မျိုးကိုပရိသတ်တွေတသက်နဲ့တကူမြင်တွေ့ဘူးမှမဟုတ်ဘူးဆိုတာလုံးဝသိကြပါတယ်။ဒီဇနီးမောင်နှံရဲ့အဖြစ်အပျက်ကဒီလိုပါ။သူတို့ကအာရီနဲ့ကိတ်တလင်းလို့ခေါ်ပါတယ်။ အာရီကတကယ်တော့မွေးကလေးကမိန်းကလေးစစ်စစ်တယောက်ပါဒါပေမဲ့အသက်၁၈နှစ်အရွယ်အရောက်မှာတော့သူကမိန်းကလေးချင်းကြိုက်သူတယောက်ဖြစ်နေတယ်ဆိုတာကိုသိရှိခဲ့လိုက်ရပါတယ်ကောလေရောက်နေချိန်မှာသူကကိတ်တမင်းဆိုတဲ့မိန်းကလေးတယောက်နဲ့ဆုံးခဲ့ပါတယ်ကိတ်ကလင်းကဂေးတယောက်ပါဒါပေမဲ့လာပိုင်းအတွင်းမှာပဲသူတို့လမ်းခွဲခဲ့ကြပါတယ်နှစ်ဖူးစာရွာလဲဆိုတဲ့အခြေအတိုင်းနဲ့နှစ်တွေ့ကြပြီးတဲ့နောက်မှာသူတို့တွေပြန်လဲဆုံတွေ့ခဲ့ပါတော့တယ်ဒီတခါဆုံတွေ့ချိန်မှာတော့သူတို့ကအငြင်းတဲ့အတွက်လက်တွဲပေါ်တွေအထိကိုရောက်ရှိသွားခဲ့တာဖြစ်ပါတယ် အဲ့ဒီအချိန်မှာအာရီရဲ့စိတ်ထဲအမြဲတမ်းကင်းရောက်နေခဲ့တာကယောက်ျားတစ်ယောက်ဖြစ်နေဆိုတာပါပဲ။ဒါကြောင့်သူကယောက်ျားတစ်ယောက်ဖြစ်ဖို့အတွက်အစေးဘဲဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေကိုခံယူခဲ့ပါတယ်။အာရီနဲ့ကေတလင်းတို့ရဲ့လက်ထပ်ပွဲကလည်းထူးဆန်းမှုလေးတွေရှိနေပါသေးတယ်။ဒါကဘာလဲဆိုတော့သူတို့နှစ်ယောက်မှာဒူးထောက်ပြီးလက်ထပ်ခွင့်တောင်းခံရတဲ့သူကကေတလင်းဖြစ်နေလို့ပါပဲ။ဒီနောက်မင်္ဂလာဆောင်ကိုရင်းနှီးသူအနှဲငယ်နဲ့ပဲကျင်းပခဲ့တာဖြစ်ပါတယ်။လင်းရဲ့မယားရဲ့တို့ဖြစ်လာတဲ့နောက်မှာသူတို့ဘဝမှာလိုအပ်လာတာကကလေးတစ်ယောက်ပါပဲ။ဒါပေမဲ့ကလေးယူမဲ့ကေတလင်းကဒီအချိန်မှာအသက်အရွယ်ကခွင့်မပြုတော့ပါဘူး။ ဒါကြောင့်ယောက်ျားဖြစ်တဲ့အာရီကကလေးယူဖို့ဖြစ်လာခဲ့တာဖြစ်ပါတယ်။ပြီးတော့ကိုဝင်ဆောင်ဖို့အတွက်ကိုလည်းလိုအပ်တဲ့သုပ်ဘိုးကိုလည်းရင်းနှီးသူတယောက်ထံကနေရခဲ့တဲ့အတွက်အဆင်ပြေသွားခဲ့ပါတယ်။ဒါကြောင့်အာရီအနေနဲ့ကိုဝင်ဆောင်တဲ့တယောက်ဖြစ်လာခဲ့ပါတယ်။ပြီးတော့ကိုဝင်ဆောင်တဲ့ဖြစ်နေတဲ့ယောက်ျားအနာမှာအမင်းလိုလိုရှိနေပြီးတော့လိုအပ်တာမှန်သမျှလုပ်ကိုင်ပေးနေခဲ့သူကမိမဖြစ်တဲ့ကေတလင်မှာဒါပေမဲ့သူတို့နှစ်ယောက်မှာကတကယ်တမ်းကိုဝင်ဆောင်ပြီးတော့ကလေးလိုချင်သူကကေတလင်ဖြစ်နေပါတယ်။ ။ဒါပေမဲ့အသက်အရွယ်ကြောင့်ကလီးမီးယားနိုင်တော့တဲ့သူမဖို့ကိုဝင်ဆောင်နေတဲ့ယောက်ျားဖြစ်သူကိုကြည့်ပြီးတော့အနည်းငယ်အများမနာလိုတာတွေရှိခဲ့ဘူးသေးတာပါ။ဒီနောက်ကိုလာလွယ်ပြီးတဲ့နောက်မှာအာရီအနေနဲ့ကလီးမူးယားမယ်ချင်းကိုရောက်လာခဲ့ပါတယ်။ဒါပေမဲ့တာဝူလည်းဖြစ်ပြန်အသက်အရွယ်ကြောင့်မို့အာရီအနေနဲ့ကလီးမူးယားလာလွယ်ကူမနေခဲ့ပါဘူး။ဆရာဝန်တွေတူနာပြူတွေဝိုင်းနေတဲ့ကြမှာအာရီကကလင်းမွေးကိုအတော်လေးကိုခဲရင်နေကြတာဖြစ်ပါတယ် ဒီလိုနဲ့နိုင်ပေါင်း၈နိုင်ခန့်ကြားတဲ့အချိန်မှာမမွေးနိုင်ဘူးဆိုရင်ခွဲမွေးဖို့လုပ်ရတော့မှာဖြစ်ပါတယ်။ဒါပေမဲ့ကံကောင်းစွာနဲ့ပဲအာရီရဲ့ကြိုးစားမှုကြောင့်ဗိုက်ထဲကကလေးကလူလောကထဲကိုရောက်လာခဲ့ပါတော့တယ်။အခုချိန်မှာသာသမီယတနာလူချင်းနေတဲ့အာရီနဲ့ကေတလင်းတို့ကကလေးတယောက်သူတို့ဘဝထဲကိုရောက်လာခဲ့လို့အတော်ကိုပျော်ရွှင်နေကြပါတယ်။ဒါရီမကသေးပဲနောက်တစ်ချိန်မှာသူတို့မြောက်ကကလေးထက်ယူဖို့လဲကြိုးစင်းစားနေကြပြီဖြစ်ပြီးတော့သူတို့ရဲ့တဝူးသေးသောကလေးကိုမောင်နှမတွေပိုင်းဆိုင်စေချင်နေကြတာပဲဖြစ်ပါတယ်။ ဖက်စ်မီဒီယာကတင်ဆက်တဲ့ယောက်ျားကကိုဝင်ဆောင်ပြီးကလင်းမွေးပေးတဲ့အကြောင်းကိုပရိသတ်တွေကြည့်ရှုခဲ့ရတာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ရှုပြီးတော့ပရိသတ်တွေထူးခြားတဲ့ဆက်ဆံရေးတွေရှိပြီးနေတဲ့ဒီလွင်မယားရဲ့အကြောင်းကိုဘလို့မှတ်ချက်ပေးချင်ပါသလဲ။ပရိသတ်တွေရဲ့အမိကိုကိုမမရေးသွားပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်။အဆုံးကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။